နတ်သမီးတယောက်ကလူပြေကြီးစိတ်ညစ်လိုက်တာစိတ်ညစ်လိုက်တာလို့နတ်သမီးကပြောတာတရားမင်းကမေဟဲ့ဘာဖြစ်လို့စိတ်ညစ်တာလူပြေကြီးလိုက်စမ်းပါအခါကြီးရဲ့ကြီးဘုန်းကြီးเจ้าကြီးတချောင်းထဲမှာဥပုပ်စောင့်နေတာလူတွေအများကြီးပြင့်ညံ့တယ်လူတွေကောင်းတာလုံနေလုံလို့စိတ်ညစ်တယ်လို့ပြောတာဟဲ့လူတွေကောင်းတာလုံတာနဲ့ညီကဘာစိတ်ညစ်စရာလို့တော့ဒီလောက်လူတွေကောင်းတာလုံနေဒီလူတွေသေးလို့နတ်ပြေရောက်ရင်ကျမတို့နတ်ပြေကြက်ကုန်တော့မှာဗော နတ်ပြည်မှာနတ်ဦးကြီးတိုးတက်မှာကြောက်လို့တဲ့အဲ့လိုမမှန်တဲ့တရားကအလုတ်ကောင်းနိုင်စိတ်ကောင်းတာမဟုတ်ဘူးလို့ပြောတယ်ဗျာဟုတ်လားအလုတ်ကောင်းနိုင်ဘာမှကောင်းမှုလဲမယုံရင်လိုက်ခက်ငါပြမယ်ဆိုပြီးတရားမင်းကြီးကလူပြည့်စင်းလူရောင်ဖန်စင်းအသက်80လောက်အဖိုးကြီးပုံစံပေါ့ကလေးမလေးကိုအသက်78 79လှလှပပအပြူလေးပုံစံဖန်စင်းအဲ့ဒီဥပုသ်ဆောင်နေတဲ့ဥပုသ်တွေကြာရှောက်သွားကြကလေးမလေးကအဖိုးကြီးလက်တွဲပေါ့ ဥပဒေတွေကလည်းနေ့လည်နှစ်နာရီလောက်ဟိုနာဇေယထက်တက်ဖွဲ့ဒီနာဇေယထက်တက်ဖွဲ့ဟိုနာကသစ်ပင်အောက်10ရောက်ဒီနာကသစ်ပင်အောက်က9ရောက်အဖွဲလိုက်ဖွဲလိုက်လက်ထက်ကဗတိတွေနဲ့မလားလက်ထက်ကသာဗတိပါဇက်ကပြောချင်ပြောနေကြတာလေအဲ့ဒီဖွဲတွေကြာရောက်သွားရောက်သွားတော့ကလေးမလေးကစုံစမ်းတော့အဖွားတို့ဥပုသ်ဆောင်တာလားဟုတ်တယ်ငါမြည်ရဲ့ညီကညီအဖိုးမရဘူးလို့လိုက်ပို့တာလားအဖိုးမဟုတ်ဘူးအဖိုးမဟုတ်တော့အဖေလားဟဲ့အဖေလည်းမဟုတ်ဘူးဟင်း အဖိုးလည်းမဟုတ်အဖေးလည်းမဟုတ်ဘာဖြစ်လို့လက်တွဲလာတာတို့ကျမအမျိုးသားမို့ဟုတ်တော့ဒါကြီးကညီမျိုးသားဟုတ်တယ်အဲ့မှာပတိစိတ်ကြတဲ့တစ်ဖွဲ့လုံးဒုက္ခ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 ကိုဒုက္ခမဟုတ်သူများဒုက္ခကြီးစိတ်နေကြတာလေဟာနောက်တနေ့ရသွားပြန်ပြီကိုကလည်းမေးတယ်သူကလည်းဖြေတယ်အရင်တိုင်းဟင်ဒါကြီးကညီမျိုးသားဟုတ်တယ်သက်ဘယ်လောက်ရှိပြီတော့80ညီကဘယ်လောက်78နှစ် မကြခင်မုတ်ဆိုးမဖြစ်မဲ့မကြခင်မုတ်ဆိုးမဖြစ်မဲ့ကို့အတွက်မဟုတ်သူများအတွက်ကြီးစိတ်ပေးလာပတိရလေအာနောက်တနေရာတော့တွေးပြန်ပြီးဟိုကလည်းမေးပေါ့အင်းဒါကြီးကဘာကြီးကျမမျိုးသားပါဆိုမှအသက်ကဘယ်လောက်လဲ80ကြီးက78อืมဒေဂန်နီကရိတ်ခါယူတယ်ဒေဂန်နီကရိတ်ခါယူတယ်တဖွဲ့စိတ်ပြန်ပြီးတဲ့အာနေနေရာရောက်တော့နေအိုကြီးမျက်နှူကြိုက်တယ်နေအိုကြီးမျက်နှူကြိုက်တယ်တကြောင်လို့စိတ်လိုက်တာ နေသဒုက္ခနတ်တာတယောက်မှမရှိဘူးပရိကလေကျောင်းဝင်းထဲကပြန်ထွက်ခံပြီးတော့မုတ်ဦးကြီးပေါ့ဝါမှာသစ်ပင်အရေးအောင်ရေဦးစင်အဲ့ဒီရေဦးစင်လေးမိပြီးတော့ဖွားတယောက်ကပရိစိတ်အဲ့ဒီနာရောက်သွားပြန်အဖွားဥပုပ်ဆောင်တာလားဟုတ်တယ်ငါမိရဲ့ဒီရေဦးစင်သမီးတို့ရေတောက်ချင်လို့တောက်လို့ရမလီတော့အများတောက်အောင်တဲထားတဲ့ရေဦးစင်ဟဲ့တောက်ရတာပေါ့နေသမောကွယ်ဆိုအဖွားကပဒီလေးမှတ်ပြီးငါခတ်တိုက်ဟဲ့ ်ဘွားကလည်းသမီးကအငယ်တိုက်ရင်တိုက်သမီးကအဖွားတိုက်ရမဟုတ်ဘူးခဲ့ငါကသီလကုသိုလ်ရပြီဒါနကုသိုလ်လေးလည်းလိုချင်လို့ကွတက်ခွင့်ပြုပါနော်ဟုတ်ကဲ့ပါဘွားဆိုအဖွားခတ်တိုက်ကလေးမလေးတောက်ပြီးတော့တခါဒါအညီနဲ့ပါတော့ကျမမျိုးသားဟောသူ့လည်းရေတိုက်ခွင့်လေးပြုပါနော်အဖွားကြီးကတိုက်ခွင့်တောင်းတိုက်ပါအဖွားရဲ့အဖွားကြီးကဖိုးကြီးရေခတ်တိုက်အဖိုးကြီးလည်းတောက်ပြီးတော့ဖွားကြီးကပြောတယ်ညီတော်တော်ကံကောင်းဘာဖြစ်လို့တော့ ဒါညီမျိုးသားဆိုအင်းအဖွားလည်းတကြောင်းလုံးကမကောင်းဘူးပြောတာဖွားတယောက်ထဲလာကောင်းဘလို့တော့ဟောတော့ငါမြည်ရလဲညီဒီလိုအရွယ်နဲ့အိမ်အောင်ကြတော့အဖိုးတယောက်လိုစောင့်ရှောက်လို့လဲရအဖေတယောက်လိုပြုစုလို့လဲရညီကလေယောက်ျားရရတယ်မဟုတ်ဘူးကူးစုတွေပါရတာလို့ပြောတာတယ်ဗျအဲ့မှာတကြားမင်းကြီးကမြင်လာတကြောင်းလုံးမှာသူတယောက်နဲ့ပြည့်ရောက်မှလို့ပြောတာတဲ့လေဘာပြောတာလဲမင်းလူတစ်ဖက်သားရဲ့ကောင်းွက်ကိုရှာတာ ုတ်ပြီလားကနေ့ခေတ်ကလူတစ်ဖက်သားရဲ့ဆိုးကွက်ကိုရှားကြတာကောင်းကွက်ကိုရှားတာကိုမနာပဘာဝဒသနလို့ဒီလိုခေါ်တယ်ကောင်းကွက်ရှားရင်မေတ္တာဖြစ်တာကောင်းကွက်ရှားရင်ဘာဖြစ်တယ်မကောင်းကွက်ရှားရင်မေတ္တာရဲ့စန့်ကျင်ပဲဒေါသဖြစ်တာဒေါသနဲ့သိငရဲပြေလေးတရားကအဲ့ဒါရည်ရွယ်ပြီးပြောတာဟုတ်ပြီလားအဲ့တော့အလုတ်ကောင်းပေမဲ့စိတ်ကောင်းတာမဟုတ်ဘူးတဲ့တရားပြောတဲ့စကားလေးပါ အဲ့ကြောင့်ထိန်းရခက်တာကပြိတယ်ဘာပါလိမ့်ဗျာစိတ်ပဲတဲ့ကောင်းတာလုတ်ပြီမဲ့လုတ်အစိတ်ကကောင်းခြင်းမှကောင်းတာအလုတ်ကောင်းပြီမဲ့စိတ်မကောင်းတာဒီစိတ်အဲ့ကြောင့်မို့ထိန်းရခက်တာတခုတည်းထိန်းပါဆိုရှင်ဘုရားတို့စိတ်ဖဲထိန်းပါတပည့်တော်စိတ်ဖဲထိန်းပါတယ်ပြောတာတဲ့ဟုတ်ပြီလား